စာဒနတ်ဆိုသည်ငရဲကိုအုပ်စိုးနေသလားဘုရားသခင်ကအခုစာဒံငရဲကိုကြီးကြပ်ဖို့ရန်အတွက်ဒီတိုင်းမဲ့လွတ်ထားနေသလားကဲတင်ချင်းမရသောသူတွေစိုးသွမ်းသောသူတွေပြည့်ပေပွေးရန်အတွက်ခေါင်းဆောင်တယောက်အနေနဲ့သူ့ကိုတာဝန်ပေးထားသလားငရဲနဲ့ပတ်သက်ပြီးတော့မှဒီကဘာလုံးမှာရှိတော်လူတွေတော်တော်များများကကျင်းစာနဲ့မကန့်ညီသော အရာမျိုးကိုယုံကြည်တတ်ကြတယ် ကျန်းစာကနေငရဲနဲ့ပတ်သက်ပြီးဘာကိုပြောထားတယ်လဲဆိုတာကိုလစ်လာသွားမှဖြစ်တယ်။လူတရဲလိန်နာကို မခံမိစေဖို့ရန်အတွက်အရင်ရေးကြည့်တယ်။ငရဲကဘာလဲ။ငရဲမှာဘသူက အပြစ်ပေးနေတယ်လဲဆိုတာကိုကျွန်တော်ကျမတို့ရဲ့နားလည်မှုကခရားကိုကျမတို့မြင်တဲ့အမြင်နဲ့တရားသက်ဆိုင်မှုရှိနေတယ်။ငရဲနဲ့ပတ်သက်ပြီးတော့မှတကယ်စစ်မှန်သောအမှန်တရားကိုကျန်းစာကနေပြီးတော့မှလစ်လာသွားမှဖြစ်ပါတယ်။ အခုအချိန်မှာငရဲမှာ မကောင်းသောသူတွေလူဆိုးတွေဘယ်နဲ့ရောက်ပြည်နယ်ပေးခံရတယ်လဲနှစ်ပေခန်းကြီးနှစ်အငယ်ကိုဖျားခွန်းနိုင်ဝိလျော်သောသူတို့ကိုစုံစမ်းနောက်ဆက်ချင်းအထဲကကယ်နှုတ်ခြင်းက၎င်းမတရားသောသူတို့ကိုဒဏ်ခံစေမည်အကြောင်းတရားဆုံးဖြတ်သောနေ့အဖို့ချုပ်ထားခြင်းက၎င်းသာရပြသည်တတ်နိုင်တော်မူ၏ကျမ်းစာရဖျားခွန်း၌ဝိလျော်သောသူတို့ကို လိုက်ပြီးတော့မှစုံစမ်းနောက်ဆက်နေတဲ့ အဲ့ဒီကနေပြီးတော့မှကဲနှုတ်ဖို့ရန်အတွက်မတရားသောသူတွေလူဆိုးတွေကိုတန်ခံဖို့ရန်အတွက်တရားဆုံးဖြတ်တော်နှစ်အဲ့နှစ်မှာအဲ့လူတွေကိုအဲ့အထိချုပ်ထားတယ်ချုပ်ထားနိုင်သောအရေးချင်းဖရာသခင်စီမှာရှိတယ်တရားဆုံးဖြတ်တော်နှစ်အထိချုပ်ထားတယ်ဆိုရင် အခုအဲ့လူတွေကဒဏ်ကိုမခံနိုင်ရဘူးဒီကနေ့ဒီချိန်မှာဘယ်သူမှအခုငရေအိုးကြီးမှလောင်ကျွမ်းပြီးတော့မှပြည်တော်ခံနေရတာတရားမှမရှိဘူးကျမ်းစာက အတိအကျဖော်ပြထားတယ် ဖယားသခင်ကအဲ့ဒီလူတွေကို တရားဆုံးဖြတ်တော်နှစ်အထိအင်းတမခံရတဲ့အထိတရားစီရင်တော်နှစ်ရောက်တဲ့အခါမှာဒီလူတွေရဲ့ခံရမယ့်အရာကိုဆုံးဖြတ်မယ်အဲ့ဒီအချိန်ကြီးဖယားသခင်ကထားထားနိုင်တယ်လို့ကျမ်းစာကနေပြီးတော့မှဟောပြထားတယ်။ကဲဒီချင်းမခံရတော့သူတွေအဲ့ဒီလူဇိုးတွေကဘယ်အချိန်မှာငရဲမီးထဲမှာကြာမှာလဲ။ရှမသက်ခရစ်ခန်းကြီး73အငယ်40 40နဲ့ တော်ပင်တို့ကို ရွေးနှောင်း၍မီးရှို့တကယ်သောဤကပါအစုံ၌ဖြစ်လက်တက်လူသားသည်မိမိကောင်းကင်မှန်တို့ကိုဆစ်လွတ်ပြင်းလေမာယွင်းစေသောသူတို့နှင့်မတရားသောအမှုကိုပြုသောသူရှိသမျှတို့ကိုနိုင်ငံတော်ထဲကရွေးနှောင်း၍ငိုကြွေးချင်းအံသွာခဲတိတ်ချင်းရှိရာမီးဖို့၌ခြားကြလက်တက်မတရားသောသူတွေဒုစရိုက်ကိုပြုသောသူတွေကငရဲဆိုသောမိဘတို့ဘယ်ဆင်မှာပြစ်ချခြင်းခံရမှာလဲ။ ကပအစုံနိုင်ဖြစ်သည်တဲ့ယောဟန်ခန်ကြီးဆက်နဲ့အငယ်48ငါကိုပယ်၍ငါစကားကို နားမခံသောသူအားအပြစ်စင်ရင်သောသူရှိသည်၏ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ထိုသူအားအပြစ်စင်ရင်လိုက်မည်အဲ့ဒီစင်ရင်ခြင်းကနောက်ဆုံးသောနေ့၌လို့ပြောထားတယ် လူဇိုးတွေမတရားသောသူတွေကတရားစီရင်သောနှင့်ဤကပါမြေကြီးရဲ့နောက်ဆုံးသောအချိန်မှာအရေးထဲမှာပြစ်ချခြင်းခံရမှာသူတို့သေတဲ့အချိန်မှာသူတို့ငရေကိုသွားမသွားစွာဆုံးဖြတ်ခြင်းမခံရသေးဘူးသူသေတဲ့အချိန်မှာဒီလူကလူဇိုးပဲအရင်ကစိုးတယ်ဆိုတော့ငရေကိုမသွားသေးဘူးမြေကြီးထဲမှာပဲရှိနေသေးတယ်ဖယားသခင်က လူကို မိထဲမှာရှွတ်မယ် ဒီလူကတရားရုံးကနေပြီးတော့မှသူ့ရဲ့အမှုကကောင်းကြီးကိုသွားမလားငရဲကိုသွားမလားကဘာရဲ့အဆုံးအချိန်မှာအဆုံးဖြတ်မှာဖြစ်တယ်။အကယ်၍မြတ်ဘုရားသခင်ကအခုအချိန်မှာလူဆိုးတွေကိုငရဲမိထဲမှာဘိုးလုံးခန့်နေငါထောင်ကလူဆိုးတရားကသိသွားတယ်ဥပမာပေါ့နော်။အခုအချိန်အထိငရဲမိထဲမှာပဲလောင်ကျွမ်းနေတယ်ဆိုရင်ဒီကနေ့မှာဆိုတဲ့လူတယောက်ကလည်းသိသွားမယ်။သူလည်းပြည့်တယ်ခံရမယ်။ငါကတော့နေပေါင်း9000တဲ့ငရဲမှာလောင်ရတဲ့လူက နှစ်ပေါင်း9000တတိလောင်ကျွဲနေတော့ဒီလူစိုးလည်းအခုလည်းခံရမယ်ဒီပြည်တင်ကတရားမျှတမှုမရှိဘူးအပြစ်လောက်ချင်းအတူတူပဲပြည်တင်ခံရခြင်းကမတူဘူးဖယားကမျှတမှုမရှိဘူးလို့ထင်ရင်ထင်လိုက်မယ်ကဲတင်ချင်းမခံရတော့သူတွေလူစိုးတွေဒုစရိုက်ပြုတ်တော်သူတွေကတေဝါပြီးတဲ့လူတွေကဘယ်မှာရှိနေတာလဲယောဟန်ခန်းကြီးကအငယ်28 င်းကြိုင်းများမှာရှိတော်သူအပေါင်းတို့သည်သားတော်၏စကားသံကို ကြား၍ထွေရမည်အချိန်ကာလရောက်လတ်တောင်းသောအကျင့်ကိုကျင့်တော်သူတို့သည် အသက်ရှင်ရာထမြောက်ခြင်းတို့၎င်းဆိုရောက်သောအကျင့်ကိုကျင့်တော်သူတို့သည်အပြစ်စီရင်ရာထမြောက်ခြင်းတို့၎င်းထွေရကြလတ်တန်သင်ကြိုင်းမှာပဲရှိနေတယ်ဒါပေမဲ့ဒီလူတွေကသခင်ခရစ်တော်ဒုတိယအကျင့်ကြောက်လာသောအခါမှာတဘောမောသံကြားလိုက်မယ် ်ဘုံမောက်တော့အခါမှာတင်းကျိုင်းကနေပြီးတော့မှ ထွက်လာရမယ်အချိန်ဆိုတာရှိလာမယ်။ကောင်းတော့အကျင့်ကိုကျင့်တဲ့သူတွေကဘာဝရအသက်ရှင်ခြင်းအနေနဲ့ထမြောက်မယ်။လူဆိုးတွေရောအပြစ်စီရင်ရာထမြောက်ခြင်းအပြစ်စီရင်ခြင်းကိုသွားခံရမယ်။ပေသွားသောလူဆိုးတွေဒုစရိုက်ကိုပြုသောမတရားသောသူတွေငွေကြီးပေါ်မှာတင်းကြိုင်းထဲမှာပဲရှိနေတဲ့ ယောဘဥထုခန်းကြီး27အငယ်30မှာဖြက်စည်းရနေရကာလာဖို့မတရားသောသူတို့သည်ယခုအေလိုလိမ့်မည်သူသည်တကြိုချင်းတို့ရောက်၍သူ၏သင်္ကြန်ပုံကိုအဆောင်ထားကြလိမ့်မည်ကျန်းစာကအခုကနေချင်းမခံရတော့လူစိုးတွေကသူရဲ့သင်္ချိုင်းမှာပဲအိတ်နေတယ်ရှင်ပြန်ထမြောက်ရနေအထီကိုဒီလူတွေကအိတ်နေမှာဖြစ်တယ်အဖြစ်တရားကဘယ်အချိန်မှာဆုံးပါလဲ ယောမခဏချောင်းငယ်23အပြစ်တရားဤအခကသေချင်းပေဒီဖရာသခင်ပေးတော်မူသောဆုကျေးဇူးတော်ကငါတို့သခင်ယေရှုခရစ်အားဖြင့်ထာဝရအသက်ပေဒီပြစ်တရားရဲ့အခကသေချင်းအပြစ်လုံးလို့သေရတာရှင်ရာကုတ်ဩဝါဒဆဆခန်းကြီးတဲငယ်ဆက်ငါမှာဒုစရိုက်ဒီလေပြည့်စုံရင်သေချင်းကိုဖွာတတ်၏မကောင်းမှုတွေများများလာတဲ့အခါမှာသေချင်းကိုဥတီတဲ့ ပေချင်းတရားကနေပြီးတော့မှအဆုံးရက်သက်နိုင်ဖို့ရန်အတွက်ပြရားပါလုပ်ခဲ့တာလဲယောဟန်ခန်းကြီး၃ငယ်၁၆ဖခင်သခင်ဤသားတော်ကိုယုံကြည်သောသူပေါင်းတို့သည်ပျက်စီးခြင်းသို့မရောသာရအသက်ကိုရရှိခြင်းကဖခင်သခင်သည်မိမိ၌တပါးတည်သောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်တော်ကြီးသားတို့ကိုချစ်တော်မူ၏အပြစ်လုပ်တဲ့အတွက်ကြောင့်တနည်းသေရမယ်သို့တော်ဖခင်သခင်ကကျွန်တော်တို့သေရမယ်အသေခြင်းကိုသခင်ခရစ်တော်ဖခင်ကိုပေးလိုက်တာ သခင်ယေရှုဖုရားကလက်ဝါးကတိုင်တော်ပေါ်မှာသမတို့အပြည့်အတွေ့ချောင်းလာပြီးတော့အသေးခံသွားတယ်။သူ့ကိုယုံကြည်သောသူတိုင်းကယ်တင်ခြင်းဆုယေရှုကိုရရှိမယ်။ကယ်တင်ခြင်းဆုယေရှုကကျမတို့အသေးခြင်းကိုမမြင်ဆန်ရဘူး။အပြစ်ပြရဲ့ခါကထာဝရလောင်ကျွမ်းသောမိငရေထဲမှာကြားရမယ်လို့မပြောဘူး။လူဆိုးတွေကပျက်စီးခြင်းရောက်မယ်။သိရမယ်လို့ပြောတယ်။ဖြတ်မှတ်သောသူတွေကထာဝရအသက်ရှင်ခြင်းကိုရရှိမှာဖြစ်တယ်။ ူဆိုင်ကိုပြုတ်တော်သူတွေကငရဲမီးမှာလောင်ကျွမ်းမယ်ဆိုရင်သူတို့ဘာဖြစ်သွားမှာလဲ။ဗျာလေးကျန်ခဲ21ငယ်ရှိကြောင်တက်တော်သူမယုံကြည်တော်သူဆက်လျှော့ယွန်ရှာပွဲတော်သူလူအဆက်ကိုသတ်တော်သူမတရားသောမိထုံ၌မိဝဲတော်သူပြုစာတတ်တော်သူရောက်တူကိုကိုကိုွယ်တော်သူတစ္ဆာပြက်တော်သူအပေါင်းတို့မူကားဒုတရားတေချင်းတူဟုသောကန်းနေလောင်သောမိအိုင်ထဲ၌သူတို့အဘိုးကိုရကြလိမ့်မည် တောက်တက်သောသူမယုံကြည်သောသူဆက်ရှောက်ယုံရှာဖွယ်သောသူလူအသက်ကိုတတ်သောသူမတရားသောမိထွန်လိုက်မိဝဲသောသူပြုစားတတ်သောသူရုပ်တုကိုကိုးကွယ်သောသူသစ္စာပြတ်သောသူအပေါင်းတို့ကဒုတိယသင်ခြင်းကိုကြုံတွေ့ရမယ်။ကံနဲ့ရောသောမိပုံထဲမှာကြားမယ်လို့ပြောထားတယ်။အကယ်၍များသာဒုစရိုက်ကိုပြုတ်လောက်တော်သူတွေစိုးတဲ့လူတွေကငရေမီမှာတမျှများများနဲ့လောင်ကျွမ်းနေမယ်ဆိုရင်ဤလူတွေက မစီတက်ဘူးဖြစ်သွားမှာပေါ့ ဖျားတပါတီးတာလင်းမသေးတတ်သောအရာလို့ခိုင်နိုင်တာတယ်။ငရဲမီဒီယာမှာဒီလိုဆိုတွေကဘယ်တော့မှမသေးဘဲနဲ့လောင်ကျွမ်းနေမယ်လို့ပြောတာဒါမမှန်ဘူးလေနော်။အာဒန်နဲ့အင်းဝကအပြစ်လုပ်ပြီးတော့အခါမှာအင်ဒီဥယင်ကနေမောင်းထုတ်ခြင်းခံရအင်ဒီဥယင်ကိုစောက်ပွရင်တွေ့ကောင်းကင်တမန်တပါကမီဆက်လက်နဲ့ဥယင်ကိုလာပြီးတော့စောင့်ထားတယ်။အဲ့ဒီဥယင်ထဲကိုသူတို့ကပြန်ဝင်လာပြီးတော့မှအသက်ပင်ရဲ့အသီးကိုစားမိမှာဆိုလို့ သက်ပင်ရက်ပြီးကိုသူစားမယ်ဆိုရင်ထာဝရအသက်ရှင်ရမှာဘယ်တော့မှမသေးရဘူးအဲ့ဒါကိုကာကွယ်ပွေးရန်အတွက်မီးဆက်လက်နဲ့တခွာကောင်းကင်တမန်ကအေဒင်ဥယျာဉ်ကိုလာပြီးစောင့်ထားခြင်းဖြစ်တယ်အပြစ်သားတွေဒုစရိုက်ကိုပြုတော်သူတွေမတရားသောသူတွေကငရေမီးမှာထာဝရလောင်ကျွမ်းနေသောသွန်သင်ခြင်းကဘယ်ရလာသလဲစာဒန်စီကနေလာတယ်ဒါကလုံးဝမှန်သောသင်ကြားခြင်းမဟုတ်ပါဘူးဘုရားသခင်ကဤလောကကြီးမှာအပြစ်တရားဝင်လာသောအခါမှာ အသက်ပင်ရဲ့အသီးကို လူတွေမစားမိအောင်အဆောင်ချထားခြင်းဖြစ်တဲ့အတွက်ကြောင့်ပဲကန့်နဲ့ရောသောမီးအာရလောင်ကျွမ်းမယ်လို့ပြောတာအဲ့ဒီငရဲမီးကိုဘယ်အချိန်မှဘသူကစပြီးတော့မွေမွေမှာလဲမသက်ခရင်ဆက်တော်အငယ်40 40နှစ် တော်ပင်တို့ကို ရွေးနှောင်း၍မိရှုတကဲ့သို့ဤကပအစုံနိုင်ဖြစ်လက်တံလူသားသည်မိမိကောင်းကင်တမန်တို့ကိုဆစ်လွတ်ပြီးလင်မာယွင်းစေသောသူတို့နှင့်မတရားသော အမှုကိုပြုသောသူရှိသမျှတို့ကိုနိုင်ငံတော်ထဲကရွေးနှောင်းမည်တော်မီကိုမိရှုမှာမိစားပြီးရှုမဲ့ဆရာကပါရဲ့အစုံမှာဖြစ်မယ်လို့ပြောပြထားတယ်။ငိုကျွင်းချင်းအန်သွာခဲတဲ့ချင်းရှိရာမိဖို့နိုင်အားကြလက်တက်ဘယ်သူကအဲ့ဒီမိကိုစားပြီးညှိမှာလဲ။ ပြတဲ့ကြက်ကဲ20အငယ်ကိုထိုသူများတို့သည်မြေကြီးမျက်နာပေါ်သို့တက်၍တန်ရှင်းသူတို့၏တက်ကို၎င်းချစ်ပွေသော မြို့တော်ကို၎င်းဝိုင်းကြ၏ထိုအခါဖျားသခင်အထံတော်ကောင်းခင်မှမိကြ၍သူတို့ကိုမြို့လေ၏တန်နဲ့ရောသောမိကဖျားသခင်စီကလာသောမိဖြစ်တယ် တုတ်တကြံကိန်းဆက်တဲ့အငယ်31ဖြောင်းမတ်သောသူတော်လဲမြေကြီးပေါ်မှာ အပြစ်ဒဏ်ကိုခံရ၏ပတရားသောသူနှင့်အပြစ်ထင်ရှားသောသူမူကားအဘယ်ဆိုပွဲရှိသနည်းဤလောကမှာကောင်းတဲ့လူတွေတောင်မှလည်းပြစ်ဒဏ်ကိုခံရနေတာပဲသေသောအပြစ်ထင်ရှားသောသူတွေဆိုရင်ဘယ်ပြောကောင်းမလဲသူကအပြစ်ဒဏ်ကိုပို့ပြီးတော့မှခံရလိမ့်မယ်လောင်ကျွမ်းနေသောမိကိုဖះကိုယ်တိုင်ကဤမယ်လို့ပြောထားတယ် သက်ရှင်သောမြို့တော်ကကောင်းကင်ကနေပြီးတော့မှကြလာတဲ့အချိန်မှာလူစိုးတွေစောသန်းသောသူတွေကအဲ့ဒီမြို့တော်ကိုလာပြီးတော့မှဝန်းရင်တိုက်ခတ်ဖို့ရင်အတွက်ကြိုးစားကြမယ်အဲ့ဒီအချိန်မှာဖျားသခင်ကကောင်းကင်ကနေပြီးတော့မှမိကိုကြလာစေမယ်။အဲ့ဒီအချိန်မှာဆိုးသွမ်းသောသူအကုန်လုံးကမိနဲ့လောင်ကျွမ်းသွားလိုက်မယ်။အခုသွန်တင်သောငရဲမိကကျန်းစာကနေပြီးတော့မှဖော်ပြထားသောငရဲမိဖြစ်တယ်။ ကျန်းစာကဖော်ပြထားသောငရဲမိဟာဘလောက်ကြီးသလဲဘလောက်ပူအားပြင်းထန်ပါလဲနိပေခန်းကြီး၃အငယ်၃၀တခိုးဒီညခါလာတကယ်တော့သာရဖျားကြီးနှည့်ရသည်လာလိုက်မည်ထိုနေ့၌မိုးကောင်းခင်သည်ကြီးစွာသောအစံနေတကွာပျောက်သွားလိမ့်မည်လောကဓာတ်တို့သည်ပူအားကြီး၍ပြက်ကြလိမ့်မည်မြေကြီးကိုမှဆ၍မြေကြီးပေါ်မှပြုလုပ်သမျှသောအရာတို့သည်ကျွမ်းလောင်ကြလိမ့်မည် ်ဤလောကမှာရှိသမျှအရာအကုန်လုံးကပျော်ကုန်သွားလိမ့်မယ်ဤမိကတအားပူအားကြီးတဲ့ကြအကုန်လုံးပြတ်စီလိမ့်မယ်ဤလောကမှာဘလောက်ပဲမိခံတစ်တာတွေအစားမိကိုခံနိုင်တဲ့ခွန်အားဘလောက်ပဲရှိနေပါစေရှိသမျှလို့ပြောထားတယ်လူနဲ့လှောက်ထားသောအရာမင်းသမျှလောင်ကျွမ်းသွားမယ်လို့ကျမ်းစာကညွှန်တင်ပြီးတော့မှဖော်ပြထားတယ်ဒီမိကဘလောက်ကြီးမှလဲကဘာကြီးကြီးသလောက်ဤမိကအလောက်ကြီးမှဒီကဘာလုံးတစ်ခုလုံးကိုမိနဲ့ဖြည့်စီမှဖြစ်တဲ့ကြောင့် မိကဘလောက်ကြီးမလဲကဘာကြီးသလောက်မိကကြီးမလဲဒီကဘာမှာရှိသမျှအရာအကုန်လုံးကပျော်သွားမယ်အကုန်လုံးလောင်ကျွမ်းသွားမယ်တိတ်တိတ်ဆိတ်ဆိတ်တော့မဖြစ်ဘူးတကယ်ကိုစူလောင်တန်တဲ့အသင်တွေကိုကြားရမှာဖြစ်ပါတယ်ဆိုဖန်သောသူတွေကအဲ့ဒီငရဲ့မိမှာလောင်ကျွမ်းမယ်လို့ပြောတဲ့အခါမှာဘလောက်ကြာကြာလောင်ကျွမ်းမှာလဲ ။ဒါလည်းကြံကဲ20နဲ့အငယ်7နဲ့ငါသည်အလင်းအမြန်လာမည်။ငါသည်အကျိုးအပြည့်ကိုဆောင်ခဲ့သည်ဖြစ်၍လူသီးသီးတို့အားမိမိတို့အကျင့်အတိုင်းစပ်ပေမည်။မတဲခရင်ဆက်ချောင်းငယ်29လူအသီးသီးကျင့်သောအကျင့်နဲ့အလျောက်အကျိုးအပြည့်ကိုဆက်ပေတော်မူမည်။သူရဲ့အကျင့်တန်သူကခံရမှာ။လူတရားနဲ့တရားလောင်ကျွင်စီတူချင်မှတူလိုက်မယ်။သူရဲ့အကျင့်တိုင်းဆက်ပေမည်။ လူကခန်းကြီးဆက်နှဲ့ငယ်58အကျဉ်ကျွန်ဒီမိမိသခင်၏အလိုကိုတီးလျက်နဲ့အသစ်မနေဘုရားသခင်အလိုကိုမဆောင်ထိုကျွန်ဒီများစွာသောဒဏ်ကိုခံရမည်ဘုရားသခင်နှုတ်ကပတ်တရားတော်ကိုတီးရသားနဲ့ကို မလိုက်လျှောက်တော့အဲ့လူတွေကပို့ပြီးတော့မှဒဏ်ကိုခံရမယ်သခင်၏အလိုကိုမလိုက်ပဲလည်းဒဏ်ခံထိုက်တော့အမှုကိုပြုမိတော်သူကအနှဲငင်သောဒဏ်ကိုသာခံရလိမ့်မည် ဘသူကပုံပြီးခံရမလဲဘသူကအနေငယ်ပဲခံရမလဲဆိုတာကကျန်းစာထက်မှာပေါ်ပြထားတယ်လူတယောက်ကငရဲမီးမှာဘယ်နှနာကြီးဘယ်နှရက်ထိလောင်ကျွမ်းနေမလဲဆိုတာကျန်းစာမပေါ်ပြထားဘူးဒါပေမဲ့သူတို့တွေကသူရဲ့ကျင့်တဲ့အကျင့်ပေါ်မှာမူတည်တယ်သူရဲ့လှုပ်ဆောင်မှုပေါ်မှာမူတည်တယ်ဒီငရဲမီးကဘယ်အချိန်မှာငြိမ်သွားမှာလဲ ဧရှာအခန်းကြီး48အငယ်7လဲသူတို့သည်အမိုက်ကဲ့သို့ဖြစ်၍မိရှုခြင်းကိုခံရကြလိမ့်မည်မိအရှိန်မမိမိတို့ကိုမကယ်မနှုတ်ရကြနှွေးစရာဘို့မိတခဲများလုံစရာဘို့မိလင်းများမကြံရရဘာမှမကြံတော့အမိုက်လိုဖြစ်သွားမယ်သူရဲ့မိအရှိန်ကိုဘယ်သူမှတော့လာပြီးတော့ရက်လို့မရဘူးအဲ့ဒီအရှိန်ရက်သွားသောအခါမှာမိခဲလေးတစ်ခုတောင်မှမကြံတော့ဘူးလောင်စာကုံဝိုင်းပြရဖြစ်သွားမယ်မိမုတ်ဖြစ်သွားမယ် ။ဒါနဲ့ကြံခဲ၂၁ငွေတိလီမှာတောင်းခင်တဲ့နဲ့ရေကြီးစစ်ကိုလည်းငါမြည်။ဘုရားသခင်သည်သူတို့၏မျက်စိနိုင်မျက်ရည်ရှိသမျှတို့ကိုတုတ်တော်မူမည်။နောက်တဖန်ပေပေးမရှိရ။စိတ်မသာညှိတွားခြင်း၊အော်ဟစ်ခြင်းပင်ပန်းခြင်းလည်းမရှိရ။အကြောင်းမူကားရှေးဖြစ်မှုသောအရာတို့သည်ယူဝစ်သွားကြလိမ့်မည်။ကငရဲ့မိကငဲသလိုမရတဲ့ချိန်လုံးလောင်နေမှာမဟုတ်ဘူးအဆုံးဆိုတာရှိမယ်ကျန်းစာထဲမှာသွန်သင်ထားသောငရဲ့မိကငြိမ်သွားမယ် ဘုရားသခင်ရဲ့ကောင်းမြတ်နိုင်ငံအသစ်မှာဟောင်းသောအရာအကုန်လုံးကပျောက်သွားလိမ့်မယ်။ငရေလည်းမရှိတော့ဘူး။တော့အရင်တော့ဖြစ်ပြမြအရာအကုန်လုံးကပျောက်ကွယ်သွားလိမ့်မယ်။လွင့်ပျောက်သွားလိမ့်မယ်ဆိုပြီးတော့မှဘုရားကဂတိတော်ပေးထားတယ်။အကယ်၍မြာဘုရားသခင်ကသူ့ရဲ့ယဉ်သူကိုလည်းတကက်ကိုတောင်းလောင်နေသောငရေမိမှာခါဝရလောင်ကျွမ်းနေမယ်ဆိုရင်ဘုရားကမတရားဘူးဘုရားကတကက်ကိုရက်ဆက်ကြံကြုတ်တော့ဘုရားလူတွေကမြင်မှာပေါ့။ ဒီအရာကိုစာတယ်မလားကကျမတို့ယုံစီချင်တာအစုံမသက်တော့ထာဝရငရဲမီးမှာဖရာသခင်ကကျွန်တော်တို့ကိုရောက်တိုင်းကိုဒီပြည့်တန်ခံရအောင်အပြစ်သားတွေကိုညင်းဆဲနေမယ်ဆိုတာကိုစာတယ်မလားကအဲ့ဒီအသည့်သင်ကြားမှုကိုလက်ခံစေချင်တာငရဲမီးလောင်ကျွမ်းလို့မီးငိမ့်သွားသောအခါမှာဘာပဲကြံခဲ့မှာလဲ မလခိနာကတိကျန်ခင်လေးအငယ်ဆုံးမီးဖို့၌မီးလောင်တကယ်သို့ လောင်သောနေ့ရက်ကာလသည်ရောက်လိမ့်မည် မာနကြီးသောသူဒုစရိုက်ကို ပြုသောသူအပေါင်းတို့သည် အမိုက်ချဖြစ်လိမ့်မည်သူတို့အရင်အဖျားများမကြွံ့ကျင်းစေခြင်းကထိုနေ့ရက်ဒီလောင်လိမ့်မည်ခုကောင်းကင်ဘုရားရှင်သာရပြမိတ်တော်မူ၏သူရဲ့လောင်ကျွန်းခြင်းကအမြင့်ရောအရင်ရောအဖျားပါတစ်ခုမှမကြံတော့ဘူးအမိုက်ချောင်းအနေနဲ့ခိုင်းနိုင်ထားတယ် မလခိကန်ကြီးလေအငဲတဲ့တုံးထို့တော့ငါစီရင်သောနေ့ရက်၌သူတို့သည်တင်တို့ချေဘွားအောင်၌မြေမုတ်ကဲ့သို့ပြာမြေမုတ်ပဲလေနော်တမြေမုတ်ကဲ့သို့ဖြစ်ကြလိမ့်မည်ဟုတောင်းခင်ဖို့ချေရှင်သာရဖျားမိတ်တော်မူ၏မိလောင်ကျွဲလို့အစုံးမှာပြာမြေမုတ်ဖြစ်သွားလိမ့်မယ်အရင်မိမှာပဲတသက်တကျွန်းထာဝရလောင်ကျွမ်းနေမယ်ဆိုတာကဒီနေ့ဒီချိန်မှာလူတွေတော်တော်များများကယုံကြည်နေတယ် ်အင်္ဂလိပ်စကားဆိုရင်လောင်နေသောမြို့ကသူက burn up လို့ခေါ်တယ် burn up လို့ပြောတဲ့အခါမှာအရာတခုလောင်ကျွမ်းနေတယ်ဆိုရင်အဆုံးဆိုတာရှိလိမ့်မယ်ထာဝရလောင်ကျွမ်းပြီးတော့မှလောင်ကျွမ်းခြင်းကအဆုံးမရှိဘူးလို့ကျမ်းစာထဲကနေပြီးတော့မှမဖော်ပြထားဘူးလုံးဝပျက်စီးသွားတာကိုဆိုလိုခြင်းဖြစ်ပါတယ်ဂျူစီအပြူတော်သူတွေအဲ့ဒီလူဆိုးတွေကငရဲမိမှာအလွတ်လောင်ကျွမ်းသောအခါမှာခန္ဓာရောဝိညာဉ်ပါလောင်ကျွမ်းပါလားတချို့ကခန္ဓာပဲလောင်ကျွမ်းမဲ့ဝိညာဉ်ကမသေးဘူးလို့ပြောတာ ပသက်ခင်းကြီးငားငယ်30တကူလုံးငရေတို့ချချင်းကိုခံရသည်တဲ့အင်္ကာတစ်ခုသာပြက်တော့ကာရွေးကောင်း၏ပသက်ခင်းဆန်ငနဆက်ရှိကိုခန္ဓာနှင့်စိတ်ဝိညာဉ်ကိုငရေနိုင်ဖြက်စီးနိုင်သောသူကိုတာ၍ကြောက်ကြလော့ကောင်းကင်နိုင်ငံကကြလာတော့ဤငရေမိကခန္ဓာကိုရောစိတ်ဝိညာဉ်ကိုပါဖြက်စီးမှာဤစကြလာနာကတိစံကင်းဆက်ရှိငနဆက်ပြမသောသူသည်အသေးခံရမည် ဒီမှာ flu လို့ပြောထားတယ်။အင်္ဂလိပ်ကျမ်းစာအုပ်မှာဆိုရင်လေ the soul who sins shall die ပြမသောဝိညာဉ်သည်အသေခံရမည်လို့ပြောထားတယ်။ဝိညာဉ်ကသေတက်တယ်။အဲ့ဒီငရဲမီးရဲ့လောင်ကျွမ်းခြင်းကခန္ဓာကိုယ်ရောဝိညာဉ်ပါသေမှာဖြစ်ပါတယ်။ငရဲမီးနာလောင်ကျွမ်းသောဤမီးကခန္ဓာရောစိတ်ဝိညာဉ်ပါတကယ်ဖြစ်စင်မှာဖြစ်တယ်။ဘုရားသခင်စီကလာသောဤမီးကဒီဆိုးသွမ်းသောလူတွေလုံးဝမရှိအောင်ဖြစ်စီပြမှာဖြစ်ပါတယ်။ ငရဲမီးကိုကြီးစိုးသောဒီအောက်ချုပ်တော်သူကစာတန်ဖြစ်မယ်လို့ထင်သလားကြားလိုက်ကြံခဲ20အငွေ30ဘူဒိုးကိုလက်ဖြာသောမာနာကိုလည်းတာယဲနဲ့မိစ္ဆာပြောဖက်ရှိရာကန်နေရောနောသောမီးအိုင်တဲ့သော ခြားပြည့်လင်လို့ပြောထားတယ်စာတန်မာနာကိုတိုင်ကိုကတာယဲရောမိစ္ဆာပြောဖက်ရှိတော်သူတွေကလည်းသူတို့ကိုယ်တိုင်ကလောင်ကျွမ်းနေမှာငရဲမှာစာတန်က "तू ကနေပြီးတော့မှ boss တထည်ကြီးလုပ်လို့မရအောင်ဘာဖြစ်လို့ तू ကိုယ်တိုင်ကလောင်ကျွမ်းမှာဖြစ်တယ်" ရည်စည်လာခရင်28အငယ်78ဆက်ကိုသင်ကိုမြင်သောသူအပေါင်းတို့ရှေ့မှာသင်ဤပြာကိုမြေပေါ်သို့ချတာမည်နောက်တဖန်မပေါ်လာရဟုမိတ်တော်မူ၏မကောင်းမှုကိုအဆုံးစီရင်တာနောက်တစ်ခေါက်ပြန်ပြီးတော့ပေါ်မလာရတော့ဘူးသူရဲ့ပြာကိုပဲလူတွေကမြင်ရလိမ့်မယ်စာရနဆောကငရဲမှာအုတ်ချုပ်နေသလားအံ့အံ့ဘာဖြစ်လဲသူကိုယ်တိုင်ကငရဲမိထဲမှာလောင်ကျွမ်းချင်းကိုဖြန်ရပြီးတော့မှပြကြသွားမယ်လို့ကျန်းစာကနေပြီးတော့မှဟောပြထားတယ် ငရဲလို့ပြန်စားတဲ့မှာပေါ်ပြထားသောလူတွေတများများနဲ့ငရဲတဲ့မှာတေးလည်းမသေးဘူးရှင်လက်မရှင်ငရဲမှာခံရတဲ့ညင်းစဲချင်းကဘာကိုပြောတာလဲငရဲဆိုတော့အဲ့ဒီစကားကခင်ပြန်ကျန်းစာထဲမှာဆိုရင်94ကျင်းပေါ်ပြထားတယ်ဆက်နှစ်ကျင်းလောက်မှာပေါ့နော်ငရဲမိက လောင်ကျွမ်းနေသောနေရာကငရဲလို့အမှတ်ထားတယ်ဒီမဟောင်းကျန်းထဲမှာငရဲနဲ့ပတ်သက်ပြီးတော့မှ30ကျင်းပေါ်ပြထားတယ်ရှိုးဆိုတဲ့ thin giant လို့အဓိပ္ပာယ်ရတယ် တမတ်ဖစ်ကျန်တဲ့မှာဆိုရင်ငရဲကို၁ချိန်ဖော်ပြထားတယ် Hades လို့ခေါ်တယ်ဒီ Hades ရဲ့အတိတ်ဘယ်ကလဲ Thin Giant ကိုပဲဆိုလိုတယ် Gehana လို့၁၂ချိန်ကိုသုံးတယ် Gehana ရဲ့အတိတ်ဘယ်ကလောင်ကျွမ်းနေသော နေရာလို့ခေါ်တယ်အဲ့ဒီထဲမှာတစ်ချိန်က Tartarus လို့ခေါ်တယ် Tartarus အတိတ်ဘယ်ကအမောင်နဲ့ပြေဝါပေါ်နေရာလို့ဖော်ပြထားတယ် ကျမ်းစာထဲမှာငရဲနဲ့ပတ်သက်ပြီးတော့မှဓမ္မသစ်မာရောဓမ္မဟောင်းမာရောဖော်ပြထားတာ94ချိန်ရှိတယ်။ကဟာနာရဲ့အတိတ်တွေကဟေဘရူးဘာသာနဲ့ပြန်ပြီးကြည့်မယ်ဆိုရင် gi himnon လို့ခေါ်တယ်။ himnon valley ဆိုတော့တောင်တန်းလို့ပြောပြထားတယ်။ဒီတောင်တန်းကယေရုရှလင်မြို့ရဲ့တောင်ဘက်ကနေပြီးတော့မှအနောက်ဘက်စတင်သောနေရာ။ အဲ့ဒီနေရာကတရိတ်ဆန်အဖေကောင်တွေအမိုက်တွေစွန့်ပစ်ပစ်စီတွေကိုထားသောနေရာအဲ့ဒါကကျင်းစာမှာဖော်ပြထားသောငရဲလို့ပြောရတော့ဂဟာနာအဲ့ဒီနေရာကိုဆိုလိုခြင်းဖြစ်တယ်အမိုက်တွေဘာတွေမလို့ရှင်တော့ဘူးဆိုမီးရှို့ပစ်လိုက်တယ်ကျင်းစာကနေပြီးတော့မှဂဟာနာဆိုတဲ့စကလုံးက Valley of Hinnom Hinnom ရဲ့တောင်ကုန်းအရာအလုံးကိုဖြတ်စီအောင်လှုပ်တော်မီးဖြစ်တယ် ဂဟာနာဆိုတော့မိက မရက်မနာပဲနဲ့လုံးဝငြိမ်းသက်လို့မရတော့မိလို့ဆိုလိုတာမဟုတ်ဘူးဂဟာနာလို့ပြောတော့ယေရုရှလင်မြို့ရဲ့အောင်ကနေပြီးတော့မှအနောက်ဘက်ခုမလောင်လေအဲ့ဒီငရဲမိကထာဝရလောင်ကျွန်းတော်မိမဟုတ်ဘူးဆိုတာနားလဲပိုရင်တွေ့ဖြစ်တယ်ရသခင်ကငရဲမီးကိုကြားစီတော့သူရဲ့အဓိကရွယ်ချက်ကဘာလဲ ပသက်ခဲ25ငွေ41ထိုအခါလက်ဝဲဘဲ၌ရှိတော်သူတို့အားမင်းကြီးကကြင်ချင်းကိုခံရတော်သူတို့မာနနဲ့သူဤတမန်တို့အဖို့ပြင်ဆင်ထားသောထာဝရမိထဲသို့ငါထံမှထွက်ခွာသွားကြလော့အဲ့ဒီထာဝရမိကလူစိုးတွေအတွက်လက်ဝဲဘဲမှာရှိတော်သူတွေအတွက်မာနနဲ့သူရဲ့တမန်ဘုတ်ပြင်ဆင်ထားဖို့ထာဝရမိထဲသို့အထံကနေချက်ခွာသွားလို့ဆိုပြီးတော့ပြောတယ် ရတဲ့ကြံခန်း20အငယ်15မှာ အသက်စာဆောင်တိုင်းစရင်မဝင်တော့သူ ရှိသမျှတို့ဒီလဲမိအိုင်ချဲတို့ခြားပစ်လေကျမတို့နာမည်တဲ့အသက်စာဆောင်မှာပါဖို့ရင်အတွက်အရန်ကိုရေးကြည့်တယ်ဆာလန်ကြံခန်း38အငယ်30အငယ်20မှာခဏကြာပြီးမှမတရားသောသူသည် မရှိရ။သာရပြာရင်သူတို့သည်ပြက်စားရအယက်အတရေကဲ့သို့ဆုံး၍မိခိုးဖြစ်လျက်ဝေပြောက်ကြလိမ့်မည်။ ဖျားသခင်က စာဒန်ရော အပြစ်သားတွေကိုရောဒီဒုစရိုက်ကိုပြုလုပ်တော်သူတွေကိုရောငရဲမိမှလောင်ကျွမ်းစေတော့သူရဲ့အဓိကရွယ်ချက်ကမကောင်းတာတွေကိုရှင်ပြေးဖို့ရန်အတွက်ဤကဘာခုလုံကလုံခြုံမှုဘေးအန္တရာယ်ကင်းသောနေရာဖြစ်ဖို့ရန်အတွက်ဖန်ဆင်းခြင်းတဲ့အတွက်ကြောင့်ပဲဖြစ်တယ်ဤကဘာမြေကြီးပေါ်မှာ အပြစ်ကလုံးဝမရှိတော့ဘူး။တေချင်းတရားဟူသောဤ virus ပိုးကလုံးဝမရှိတော့ဘူး။ ဖျားသခင်ရဲ့ဒီမန်ကင်းကတည်ချင်းကိုပို့ဆောင်တတ်သောအပြစ်တရားကိုလုံးဝမရှိတော့အောင်လုပ်ချင်တဲ့အတွက်ကြောင့်မယမီနဲ့ပေါ့နော်ဖြတ်စီချင်းဖြစ်ပါတယ်ထော်ရငရဲမီမာတမမြနဲ့လောင်ကျွမ်းနေသောအရာကဖခင်ကတကယ်တော့မကောင်းမှုဒုစရိုက်အပြစ်အကုန်လုံးကိုဖျက်ဆီးပွေရန်အတွက်ဖခင်ကအပြစ်သားကိုချစ်တယ်ဒါမဲ့အပြစ်ကိုရံမုန်းတယ်အဲ့ဒီအပြစ်နောက်တစ်ဖက်ပြန်လဲပြီးတော့မပေါ်ရအောင်ဖျက်ဆီးခြင်းဖြစ်တယ် ဖန်ဆင်းရှင်ဖရားကကျွန်တော်ကျမတို့ကိုဘယ်ဆင်အပြစ်ပေးမလဲဆိုပြီးအပေါ်ကနေချိန်လုံးစောင့်ကြည့်နေတော့မလူတော်အကြီးအနေနဲ့ပေါ့နော်ကျမတို့ကိုစာတန်ကမြင်စေချင်တာမသိမချင်းအမြဲတမ်းထာဝရမိကနေပြီးတော့မှအပြစ်တန်ပေးခြင်းကကျန်းစာထဲကနေပြီးတော့မှမလာဘူးဒီသွန်သင်မှုတွေကလည်းလူတွေတော်တော်များများကိုလန်းလွဲအောင်လုပ်ပေးတယ် တွေ့ကြမယ်များကိုစာဒမနာကသူ့ရဲ့နှောက်ကိုလိုက်ပွေရင်တွေ့အဲ့ဒီအတွေ့အဲ့ဒီသွန်သင်မှုကိုရက်ကောင်တဲကိုချက်ပေးတယ်ကျွန်တော်ကျမတို့တွေကအရေးကိုရင်ကြောင်းယွန့်ချင်အားဖြင့်ကြောင်းလို့ကဲ့တင်ချင်ရမှာမဟုတ်ဘူးဖရာသခင်ရဲ့ဂရုဏာကြောင့်ကျမတို့ကကဲ့တင်ချင်ရမှာငရဲ့ရဲ့ပြည့်တန်ကိုခံရမှာကြောင်းလို့ကောင်းမှုကုသိုလ်ကိုကြိုးစားလုပ်ပြီးတော့မှကဲ့တင်ချင်ရမှာမဟုတ်ဘူးဖျားသခင်ရဲ့ဂျေဇုဂရုနာတော်ကြောင့်သာလေကဲ့တင်ခြင်းကိုရမှာဖြစ်ပါတယ် ီလောကမှာမကောင်းသောသူတွေဒုစရိုက်လိုက်ကျင်နေတဲ့လူတွေကိုဖျက်ဆီးရမှာဘုရားသခင်တော်တော်ပြောတယ်လို့ထင်သလားဘုရားကဘယ်တော့မှစိတ်ကောင်းမှာမဟုတ်ဘူးအဲ့ဒီလူတွေအတွက်သူ့သားကလာပြီးအသေးခံသွားတာသူ့သားရဲ့လာပြီးတော့မှအသေးခံခြင်းကိုအလဟာသဘယ်တော့မှဖြစ်စင်မှာမဟုတ်ဘူးဘုရားသခင်ကနတ်ဆောလူဇိုးတွေကိုဖျက်ဆီးရပုံမှာဘာစိတ်ခံစားမှုတွေရှိမှာလဲ ယေဇကျေလခရီး33အငယ်71ငါအသက်ရှင်သည့်အတိုင်းသိုးသောသူသည် အသေးခံခြင်းအမှုကိုငါနှစ်သက်သည်မဟုတ်သောသော လမ်းမလွယ်၍အသက်ရှင်ခြင်းအမှုကိုသာငါနေသက်၏။တင်တို့လိုက်သောလမ်းစိုးမှလွယ်ကြလော လွယ်ကြလော။အပေเจ้าအသိခံလိုကြသည်နီ။အပြစ်သားတွေပြည့်စည်ခြင်းခံပွင့်ရတဲ့ဘုရားသခင်ဘတော်မှအလိုမရှိဘူး။တို့သိခံရမှာလေ။နောင်တရပါ နောင်တရပါ ငရဲကိုဥတည်နေသောလှုပ်ဆောင်မှုတွေကနေပြီးတော့မှလက်လာပါဆိုပြီးတော့မှဘုရားသခင်ကကျွန်တော်ကျမတို့ကိုဒီဂရီဒီချင်မှာအော်ဟစ်နေတယ်။လူကခန်ကြီးကိုအငယ်56လူသားဒီလူတို့ရဲ့အသက်ကိုသတ်အံ့သောငါကြွားလာသည်မဟုတ်ကဲတင်အံ့သောငါကြွားလာသခင်ကတော့ဤလောကကိုကြွားလာကျွန်တော်တို့ကျမတို့ကိုသတ်ဖို့အတွက်လာတာလားကျွန်တော်ကျမတို့အပြည့်အံပေးဖို့အတွက်လာတာလားမဟုတ်ဘူးကျွန်တော်ကျမတို့ကိုကဲတင်ဖို့ရန်အတွက်လာခြင်းဖြစ်တယ်။ဟေရှာယအနာဂတ်ကျမ်းခရင်28ငွေ27 ဓာရဖျားသည်အမှုတော်တည်းဟုသောထူးခြားသောအမှုတော်ကိုပြုခြင်းက၎င်းအလုတော်တည်းဟုသော လုံမြင်မဟုတ်သောအလုကိုလက်ဆက်သက်ခြင်းက၎င်းယရဇိန်တောင်ပေါ်မှာ ပြုတကယ်သို့ထတော်မူမည်ဒီအလုကဖျားရဲ့လုံမြင်အလုမဟုတ်ဘူးပြောစင်တာကဖျားသခင်ကအပြစ်သားတွေကိုမိထဲမှာလောင်ကျွမ်းအောင်ဖျက်ဆီးရခြင်းကဒါကသူ့ရဲ့လုံနေချအလုမဟုတ်ဘူးအမမလုံလို့မရဘူး ဖရာသခင်ကကျမတို့ကိုကယ်တင်ဖို့ရန်အတွက်သူအလိုရှိတယ်ဖြည့်ဆည်းဖို့ရန်အတွက်အလိုရှိတာမဟုတ်ဘူးသူစရိုက်အမှုကိုပြုလုပ်တော်သူတွေကို ငရဲမှာလောင်ကျွမ်းသွားအောင်ဖြည့်ဆည်းခြင်းကဖရာကသူ့ရဲ့အကျင့်စာရိတ်တော်တွေကိုစန့်ကျင်ပြီးတော့မှလောက်ရတဲ့အရာဖြစ်တယ် and you sure at လုံနေကြလုံလို့ထုံးစံတခုမဟုတ်ဘူးလို့ကျင်းစာကနေပေါ်ပြထားတယ်။ဖျားသခင်ရဲ့ကြီးမြတ်သောအင်းနှလုံးသားတော်ကအယံကိုနာကျင်တယ်။ ဒီဒုစရိုက်ပြုတော်သူတွေချက်စီညာတွေကိုတွေ့နေရတာဖခင်ရဲ့နှလုံးသားအယံကိုလာကျင်ချင်းခံရတယ်ဖျားသခင်ကဤကဘာမှာရှိသောလူတွေကတင်ချင်းရဖို့ရန်အတွက်သူ့သားကိုပေးတဲ့အထိသူကစူးစမ်းခဲ့တယ်။အကယ်၍ကျွန်တော်တို့တွေသူ့ရဲ့ချစ်ချင်းမြတ်တာကိုညင်းဆိုတယ်။အပြစ်မှာပဲဆက်လက်ပြီးတော့မှတွယ်ကပ်နေမယ်ဆိုရင်ဖျားသခင်မှာရွေးချယ်စရာမရှိဘဲနဲ့နောင်တမရသောအပြစ်သားတွေကိုဖျက်ဆီးဖို့ရန်အတွက်ပဲရှိတယ်။ ဤဆက်ကြော်ရာတစ်ခုလုံးကအပြစ်ရဲ့ကြီးထွားနေတဲ့အရှင်ကတတော်ကိုပြင်ထန်နေတယ်။အပြစ်မကောင်းမှုဒုစရိုက်ကိုအဆုံးသတ်ဖို့ရန်အတွက်ကနောက်ဆုံးသော အချိန်ကာလမှာကမ္ဘာလုံးတစ်ခုကိုမီးနဲ့လောင်ကျွမ်းဖို့ရန်အတွက်ပဲဖြစ်ပါတယ်။ငရဲမီးလောင်ကျွမ်းသွားပြီးနောက်ပိုင်းမှာဤကမ္ဘာမြေကြီးနဲ့ဖရာရဲ့သားသမီးတွေရောဘာဖြစ်သွားမှာလဲ။နာဟောခန်းကြီးတဲ့အငယ်ကိုတာဝရဖရာတပည့်နိုင်အဘယ်သို့ကျင်စီကြသနည်း အပြီးဆုံးရှုံးစေတော်မူမီတဖန်တင်းနှင်းစရာအကြောင်းမရှိရ။ဟေရှာခန်65အငယ်16နဲ့ကြည့်ရှုလို့မိုးကောင်းကင်တင်းနဲ့မြေကြီးတဲကိုငါတဖန်ပြန်ဖန်ဆင်းမည်။အရင်မိုးကောင်းကင်နဲ့မြေကြီးကိုမအောင်မေရနှလုံးမမတ်မီရ။ခုမှပစ္စတိကခုရှိရဆိုရင်အရန်ကိုတွေ့တာတက်ကြတယ်။ကောင်းကင်တဲ့မြေကြီးသေးကိုဖန်ဆင်းမယ်။ဘိုးအရင်တော့ကောင်းကင်နဲ့မြေကြီးဟာဘယ်သူမှမသတိမရတော့ဘူး။ ရရကျန်ခိုင်း27အငယ်3လေကောင်းကင်မှာကြီးသောအသံကဖျားသခင်ဤတဲတော်သည်လူတို့တွင်ရှိ၏လူတို့နှင့်အတူတိန်ဟုတ်တော်မူမည် သူတို့ဒီကိုတော်ဤလူဖြစ်ကြလိမ့်မည်။ဘုရားသခင်ကိုတော်တိုင်သူတို့နဲ့တူရှိနေ၍သူတို့ဤဘုရားသခင်ဖြစ်တော်မူမည်။ဘုရားသခင်သည်သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုတုတ်တော်မူမည်။နောက်တစ်ဖန်သေဘေးမရှိရ။စိတ်မသာညီးတွားခြင်း၊အော်ဟစ်ခြင်းပင်ပန်းခြင်းလည်းမရှိရ။အကြောင်းမူကားရှေးဖြစ်ဘူးသောအရာတို့သည်ရွေ့သွားကြ၏။ ငရဲမီးလောင်ကျွမ်းပြီးနောက်ပိုင်းဤကဘာမြေကြီးနဲ့ဘုရားရှင်သားသမီးနဲ့ကောင်းကင်တည်မြေကြီးစိတ်ကိုဘုရားသခင်ကပြင်ပြီးဖန်ဆင်းမယ်။အိုးအရင်တုန်းကအဟောင်းကိုဘယ်သူမှပြင်ပြီးတော့တာသနေမှာမဟုတ်ဘူး။တေချင်းကနောက်တစ်ဖန်မရှိရတော့ဘူးလို့ဘုရားသခင်ကကတိတော်ပေးထားတယ်။ငရဲမီးကတနေ့ငြိမ်သွားမယ်။ငရဲမီးငြိမ်သွားပြီးတဲ့အခါမှာဘုရားသခင်ကကောင်းကင်တည်မြေကြီးစိတ်ကိုသူ့ရဲ့လူတွေအတွက် ပြင်ပြီးတော့မှဖန်ဆင်းပေးမယ်။ ဲ့ဒီချိန်မှာအေဒီဥယျာဉ်လိုမျိုးပဲသိလာပပြီးတော့မှဘုရားသခင်ဘုန်းတော်နဲ့ထင်ရှားနေသောနေရာဖြစ်လိမ့်မယ်။ကောင်းကင်တည်မြေကြီးတည်မှာနာကျင်ချင်းသေးချင်းမျက်ရည်ကြားချင်းပြားနာချင်းစိတ်ဆင်းရဲမှုတွေဝမ်းနည်းမှုတွေကြေကွဲမှုတွေဖြစ်တော်မှာမရှိရတော့ဘူးလို့ဂျန်စာကနေဖော်ပြထားတယ်။အပြစ်တရားမကောင်းမှုနောက်တစ်ဖန်ပြင်ပြီးပေါ်မလာတော့ဘူး။ ူ့ရဲ့လူတွေရဲ့နှလုံးသားထဲမှာငြိမ်သက်မှုချစ်ချင်းမြတ်တာပျော်ရွှင်မှုကျင့်တဲ့ရောက်ရဲမှုတွေနဲ့ညာသခင်ကဖြစ်ဆွဲပင်မှာဖြစ်ပါတယ်အဲ့လူရတက်တာကပျော်ရွှင်လွန်းလို့အသက်တာမှာဘာနဲ့မှခိုင်းနိုင်လို့မရတော့အရာရင်နဲ့ပြေဝနေမယ်။ကောင်းကင်နိုင်ငံရောက်တော့သူဘယ်သူမှငရဲကိုမလွမ်းကြဘူး။လူတယောက်ကကောင်းကင်နိုင်ငံမှာမရောက်ခဲ့ဘူးဆိုရင်သူရတက်တာမှာအဝမ်းနဲ့ဆုံးရွေးချယ်မှုကိုသူကိုယ်တိုင်ရွေးချယ်ခဲ့လို့ပဲဖြစ်တယ်။ဖခင်ကသူ့မကယ်တင်ချင်လို့မဟုတ်ဘူး။ ို့ရဲ့ရွေးချယ်မှုကြောင့်ပဲကိုကဆုံရှုံရှင်ကိုရောက်မှာဘုရားသခင်ကဒီလူဇိုးတွေကိုငရဲမီးမှာ tower up အပြစ်ပေးပြီးတော့မှလောင်ကျွမ်းနေတာမဟုတ်ဘူးလို့သိရလားပြောတယ်ကျွန်ုပ်ကိုချစ်တော်ဒီ pension ဘုရားရဲ့လက်ထက်ကိုကျွန်ုပ်ရဲ့အသက်တာကိုကျွန်ုပ်ပေးအပ်ပါတယ်အပြစ်ကဖြတ်စီချင်းခံရမှာ ကျွန်တော်ဂျမကသခင်ခရစ်တော်ဘုရားဒုတိယအကျင့်ကြွလာတော့အခါမှာသခင်ခရစ်တော်ဘုရားကိုယ့်အသက်တာအကုန်လုံးကိုစက္ကပ်အနံတဲ့အတွေ့အကြုံအဲ့ဒီငရဲမိထဲမှာလောင်ကျွမ်းခြင်းမခံရပါစေနဲ့ဆိုပြီးတော့မှစိတ်ဆုံးဖြတ်တော်သူရှိသလားဘုရားရှင်ကောင်းကြီးပေးပါစေကျမတို့ကိုသိချစ်တော်ဘုရားသခင်ရဲ့ယေရှုဂရုဏာတော်ကိုအမြဲတမ်းရည်တွက်ပြီးတော့မှငရဲမိကိုကျမတို့ကြောက်စရာအကြောင်းမရှိဘူးကောင်းကင်တည်မြေကြီးတည်မှာဝင်ရောက်ဖို့ရန်အတွက်ဘုရားသခင်ကအကုန်လုံးလုပ်သွားလိမ့်မယ် 以前那白色比如嘛，硬硬的牙膏，怎么拿来比如嘛，牙膏不比如嘛吃到大米啊，皮肤圆润，是当白话的；可哪里没这差别，是当药的呢？